င်းစားတရားကိုပြောတာပေါ့နော်။နောက်ပြီးတော့ဒီအိဗေတွေကိုပဲယူပြီးတော့ရွှေချင်းဆိုတော့ဘုရားကြီးကသူ့ရဲ့တပည့်တွေကိုစုံမတယ်။စူလသိတ်တကောဝါဒမဟာသိတ်တကောဝါဒဆိုတဲ့အလွန်ကောင်းမွန်တဲ့ကျမ်းစာရှိတယ်။အဲ့ဒီမှာခန္တီတန်ဝရကထာဆိုပြီးတော့ရေးတဲ့နေရာမှာခန္တီနဲ့ပတ်သက်ပြီးတော့ဆိုတော့ဘုရားကြီးကဘလို့ရေးတော့ယထာဟိမေရိနီတပ်ဗံဝရဝရံပိအာဂတံ တန်တော်ခမန္တိဧတာယတေနာဥစတိခန္တိတာမြေကြီးဆိုတာတဲ့သူ့ပေါ်မှာမြက်တာတွေပဲကြကြမမြက်တာတွေပဲကြကြ သူဟာတန်းတူပဲတရားရဲ့ပေါ်မှာနှစိတ်ဆိုတာစိတ်ပြက်တာဝမ်းသာတာတက်ကြွတာမရှိဘဲနဲ့ခံယူလိုက်တယ်လို့မျိုးတန်တော်ခမန္တိဧတာယသူတော်ကောင်းဟာလည်းပဲဘလို့အရာတွေမှတွေ့တွေ့ တိခံလိုက်တယ်ခံယူလိုက်နိုင်တယ်ဆိုရင်တေနဥစ္စတိခန္တိတာအဲ့ဒါခန္တိပဲလို့ဒါကသောတော်ဝါပါဠိတော်လေးကိုကြည့်ပြီးတော့ဆရာဘုရားကြီးရေးပုံရနောက်ထပ်ထပ်ပြီးတော့ရေးထားတာလေးကတမျိုးမှတ်သားစရာရှိတယ်ပေါ့အဲ့ဒါကြတော့ဆိုကြီးကဘလို့ရေးတော့ယထာဝါအာယုဒံတပ်ပံဝေဒံဝေဒံပိအာကတံတန်တော်ခဏန္တိဧတာယတေနဥစ္စတိခန္တိတာအဲ့ဒါဘာပြောလို့ဆိုတော့ ဒီကိုယ်မှာလက်နဲ့ရှိတယ်ဆိုလို့ရှိရင်နော်ယံတွေဘလို့ပဲလာလာအဲ့ဒီလက်နဲ့နဲ့ယံတွေကိုကာကွယ်လို့ရတယ်ဝင်လာသမျှယံတွေကိုအဲ့ဒီလက်နဲ့နဲ့အကုန်လုံးတူးဖြိုပြစ်လိုက်လို့ရတယ်ဖြက်စီးပြစ်လိုက်လို့ရတယ်ကိုယ်မှာအလွန်ကောင်းတဲ့လက်နဲ့ရှိမယ်ဆိုရင်ဘယ်ယံသူလာလို့မှကြောက်စရာမလိုလာသမျှယံသူကိုဒီလက်နဲ့နဲ့ခြေမုံးပြစ်လို့ရတယ်နော်အဲ့လိုပဲတဲ့တန်တော်ခဏန္တိဧတာယတေနာဝဇတိခန္တိတာ သူတော်ကောင်းရဲ့တန်တာမှာခန္တီဆိုတဲ့သီးခန့်ခြင်းသာရှိမယ်ဆိုလို့ရှိရင်ဘယ်လိုအရာတွေပဲလာလာအဲ့ဒီအရာတွေကိုသူဟာခြေမုံပြစ်နိုင်တယ်ပေါ့ဒါကြောင့်လက်နဲ့လိုရန်သူတွေကိုခြေမုံပြစ်နိုင်တဲ့လက်နဲ့လိုအလွန်အစွမ်းတတိရှိတဲ့ဒီခန္တီတရားဟာသူတော်ကောင်းရဲ့တန်တာမှာကိန်းနေပြီဆိုလို့ရှိရင် အရာအလုံးကိုသူဟာအဆင်ပြေပြေကြော်ဖြတ်သွားလာနိုင်အဆင်မပြေတာတွေကို ခန္တီတရားနဲ့ခြေဖြတ်ပြစ်လိုက်နိုင်တယ် ူးဖြိုပြစ်တယ်ပေါ့နော်အဲ့တော့ခမန္တိတိခန္တယ်ခဏန္တိတူးဖြိုတယ်လက်နဲ့ဟာရန်သူတွေကိုဖျက်ဆီးတူးဖြိုပြစ်လိုက်တယ်လို့မျိုးတိခန်ချင်းရှိမယ်ဆိုရင်ဘဝမှာဘလို့အရာတွေနဲ့ပဲတွေ့ကြုံတွေ့ကြုံသူ့ရဲ့စိတ်ထဲကိုမပျက်စီးစေတဲ့တဲ့ကိလေသာတရားတွေဝင်ပြီးတော့နှိမ့်ဆက်နိုင်မှာမဟုတ်ဘူးဆိုတဲ့သဘောမျိုး ပြောတာဒါခန္တီနဲ့ပတ်သက်ပြီးတော့ဘုံဘုံတို့စဉ်းစားကြရအောင်တဲ့အချက်လေးတွေကိုပြောပြတာပါနော်အဲ့တော့